ခုတင်ဆက်ပေးမယ့်သတင်းကတော့တရက်အတွင်းမှာကိုဗစ်ကူးစက်တဲ့သူ12000ကျော်ရှိရဲ့ဒီကူးစက်နှုန်းမြင့်တက်နေတဲ့သတင်းပဲဖြစ်ပါတယ်။တရက်အတွင်းမှာကိုဗစ်ကူးစက်ခံရသူ12000ကျော်တွေ့ရှိတဲ့ဒီကူးစက်နှုန်းတွေဟာအချိန်အဟောင်းနဲ့မြင့်တက်လာတာတွေထိုင်းနိုင်ငံမှာဖြစ်ပွားနေတယ်လို့သိရပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကပြီးခဲ့တဲ့တောက်ကြနေကနေစနေနေ့ကြားမှာကိုဗစ်ကူးစက်ခံရတဲ့လူနာတဲ့သား1180တန်းကိုတွေ့ရှိခဲ့ပြီးတော့ဒီလိုတွေ့ရှိခဲ့တာဟာဒီနေ့အတွင်းမှာကိုဗစ်ကူးစက်မှုတွေပြန်လည်ပြပေါ်လာခဲ့ပြီးတဲ့နောက်မှာတရက်အတွင်းမှာကူးစက်ခံရတဲ့သူအများဆုံးတွေ့ရှိခဲ့တာဖြစ်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။လက်ရှိချိန်ထိထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်ခံရသူက၄,၈,၁,၈၈၁ဦးတွေ့ရှိခဲ့ပြီးတလို့သေဆုံးသူကလည်း၁,၅၀တဦးရှိခဲ့ပါပြီ။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကိုဗစ်ကူးစက်ခံရသူအများဆုံးတွေ့ရှိခဲ့တဲ့မြို့တော်ဘန်ကောက်မှာကူးစက်မှုထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကိုအချိန်အဟောင်းမြင့်တင်နေရလို့သိရပါတယ်။မွေးရသည်ဝင်ရောက်လာဖြစ်လို့ရာသီသက်ဝင်ကူးစက်ခံရမှုတွေလည်းရှိလာမှာဖြစ်လို့ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်ရမှာပုံမှန်ခက်ခဲတာရင်းဆိုင်ရနိုင်ပါတယ်။ဒီသတင်းတော့ညင်းချောင်းပါပေးဖို့လားပါ။